ဗုဒ္ဓကျမ်းရာရီဘဲသူမြတ်တနီယနေ့တာဝိတိတို့ရောက်လာကြသောဗြမဏ900ရူသည်အတ္တလာယနာအာမိမိတို့ဤကိုယ်စလဲအဖြစ်ခံရငါထံဝါဒညင်းခုံရင်အတွက်လွတ်လိုက်ကြသည်ငါဤအမျိုးဆက်၄ပါးစင်ကြယ်မှုသဘောထားကိုသူတို့ကကန့်ကွက်ကြသည်အတ္တလာယနာကငါအာပြောလေသည် ပြမနာတို့ဒီတာလည်းအမျက်ဆုံးဖြစ်သည်ပြမနာတို့သည် အခြားအမျိုးဆက်တွင်နေမတူတတိတခြားဖြစ်ကြသည်ဤသည့်အမျိုးဆက်များပြမနာများနှင့်မနှိုင်းရှင်အပ်ပါငါပြမနာတို့၏မိမများသည်လည်းအခြားမိမများကဲ့သို့ပင်ယာတိပန်းပွင့်ကြသည်ကလေးမွေးဖွားကြသည်ရင်းတို့ဖြစ်ပါလျက်ပြမနာများကပို့ပြီးဘလို့များထူးခြားချက်ရှိလို့နည်း သူအရှင်ဘုရားပြောသည်မှာမှန်ပါသည်သူရရင်ဗေမနမြာလာမြည်သည့်အမျိုးဆက်မှနတ်ပြည်နတ်လောကနှင့်မနီးဆက်ကြပါငါဒီလိုဆိုရင်ခိုးခြင်းလိန်ခြင်းဘလက်ကာယပြုခြင်းစသည့်အပြစ်တို့ကိုကျူးလွန်သည့်အချာအမျိုးဆက်များအပေပေငရဲကိုကြာရအကျင့်စာရိတာကောင်းမွန်သည်ကုသိုလ်ကောင်းမှုကိုပြသည်ထိုပုဂ္ဂိုလ်နှစ်ဦးနှင့် အပေပုဂ္ဂိုလ်ကို မြင့်မြတ်သည်ဟုသင်ယူဆမည်နီသူအချစ်စာရိတာကောင်းမွန်ပြီးကုသိုလ်ကောင်းမှုကိုပြုသည့်ပုဂ္ဂိုလ်ကိုသာလျှင်မြင့်မြတ်သူဟုယူဆရပါလိမ့်မည်ငါကဲစဉ်းစားကြည့်စမ်းပါငါ၏အမျိုးဆက်၄ပါးဆင်ခြင်မှုသဘောထားနှင့်သင်၏ပြောပြချက်များဘလို့ခြားနာတော်သည်နီအချစ်စာရိတာအဖြစ်သာလျှင် ူဤစင်ကြယ်မှုမစင်ကြယ်မှုဆိုသည်ကိုသိရှိရသည်။ကိုမိခင်မိသူနှင့်ဆက်သွယ်မှုရှိသည်ဆိုသည်ကို၎င်းကိုအဖွားစသည်ဆွေ90မျိုး90ထဲကဘဲသူဟာဘဲတုံးကမှတခြားလူနဲ့မဆက်သွယ်ဟု၎င်းမိသူသိရှိနိုင်သည်။သူမိသူမှမသိရှိနိုင်ပါ။ငါတို့ဖြစ်ရင်ဆွေစဉ်မျိုးဆက်မှန်ဘာဖြစ်လို့တက်နေရသည်နည်း အကျင့်စာရိတ္တဆင်ခြင်မှုတည်တာလျင်တကယ်ဆင်ခြင်မှုမြည်ပေသည်သူတပည့်တော်လက်ခံပါပြီဗျာအရှင်ဗျာတပည့်တော်ကိုဥပဒကတရားဟုသဘောထားတော်မူပါအတ္တလာယနာထွက်သွားလေသည်အတ္တလာယနာတွင်ဆင်ခြင်ရိုသားသောတိလို့သည်စိတ်ဆန္ဒရှိပေသည် သူဖြစ်သောကြောင့်သာသူအမှန်တရားကိုနားလည်သဘောပေါက်သွားခြင်းဖြစ်လေသည်